နောက်ကိုရီးယားမှာပဲတွေ့ရမယ်ဂျူသားအလုတ်ကင်များနံပါတ်၁ရင်ထင်းရဲမေသူများနိုင်ငံတွေမှာဆိုရင်ရုပ်ရည်ချောမောလာပါတဲ့မိန်းကလေးတွေကမင်းသမီးတွေမော်ဒယ်တွေဖြစ်ခွင့်ရှိပါတယ်ဒါပေမဲ့နောက်ကိုရီးရိုးစီမှာတော့ရုပ်ချောပြီးဟေးဆိုရင်မော်တော်ပီကယ်ပဲလုပ်ရမှာမော်တော်ပီကယ်တယောက်ဖြစ်ဖို့ဆိုရင်အသားရည်ရဲ့ဝင်လဲမှုနဲ့ခန္ဓာကိုယ်ရဲ့လှနေမှုတွေရှိနေရမှာဖြစ်ပြီးတော့ single တယောက်ဖြစ်ဖို့လည်းလိုအပ်ပါတယ်အကုန်လုံးကိုလည်းငငယ်ချောချောလေးတွေပဲရွေးချယ်ထားပြီးတော့အသက်26ထိပဲလုပ်ခွင့်ရှိပါတယ် ။အဲကြောင့်မြောက်ကုံအီရိုစီမှာမော်တော်ဘီကယ်ဖြစ်ဖို့ဆိုတာကမင်းသမီးတယောက်ဖြစ်ဖို့ထက်တောင်ပိုပြီးခက်ခဲသေးတယ်လို့ဆိုပါတနင်္ဂနွေပေါင်းမှာအယောက်300လောက်ပဲရှိပြီးတော့နိုင်ငံရဲ့ကွန်းတော်ကိုင်းတွေလို့တောင်တင်စားကြပါတယ်။အဲကြောင့်မြောက်ကိုအီရိုစီမှာအချောလာတွေကြည်ကျင်နေဆိုရင်မြို့ပေါ်ကားပတ်မောင်းနေုံပဲဖြစ်ပါတယ်။နံပါတ်1 Fashion Police ။ရောက်ကုန်ယူလို့စီမှာသူများနဲ့မတူအောင်ဆိုပြီးတော့ fashion အလန်းတွေတွားဖြုတ်လို့မရပါဘူး။လက်စီလေကိုယ်ရောက်ကာယာဖြစ်လာရင်နေအင်းထိုင်ရေဖမ်းခံရမှာဖြစ်ပါတယ်။ဒီလိုဖမ်းဆီးဖို့တော့ရဲတပ်ဖွဲ့တခုတသက်ဖွဲ့စည်းထားပြီးတော့ဝတ်ပုံစားပုံအချို့မပြေတဲ့သူတွေကိုပဲတီးတန့်ဖမ်းတဲ့အဖွဲ့ဖြစ်ပါတယ်။နိုင်ငံအတွင်းကိုပြင်ပနိုင်ငံကယဉ်ကျေးမှုတွေကူးဆက်လာမှာဆိုလို့ယခုလိုမျိုးထိမ့်သိမ်းထားတာပါ။တီရှပ်တောင်မှာဆမပါတဲ့တီရှပ်ကိုပဲဝစ်ဆင်ရပြီးတော့အတူပြတ်တည်းဆိုရင်လှဲ့ကိုကြည့်လို့မရတာ။အဲဒါကြောင့်မြောက်ကိုရီးယားရောက်မှာဖက်ရှင်ကျွေးမယ်လို့စဉ်းစားထားတဲ့ဆိုရင်တော့အဝတ်အစားတွေပြန်ထုတ်ထားလိုက်ရဖို့အချံပေးခြင်းပါ။ ။နံပါတ်3လမ်းတန်ရှင်ရေးဒါတော့ဘာမှမမှရှိတဲ့လမ်းကိုတန်ရှင်ရေးလုပ်နေတဲ့လူတစုပဲဖြစ်ပါတယ်။မကိုရီးယားနိုင်ငံကဆင်းရဲချုပ်တဲ့သူတွေများတယ်ဆိုပေမဲ့နိုင်ငံကတော့တန်ရှင်တည့်ရနေတာပါ။နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ပျောင်ယမ်းမြို့ရဲ့လမ်းပေါ်တွေကိုကြည့်လိုက်ရင်အမှိုက်တစ်စက်မှမရှိဘဲနဲ့ပျောင်ရှင်းနေတာကိုပဲတွေ့ရမှာဖြစ်ပါတယ်။တကယ်တော့လူတွေကအမှိုက်မပြစ်ကြတာမဟုတ်ပဲနဲ့အမှိုက်ပြစ်မဲ့သူကိုမရှိတာပါ။ ။နောက်ကိုရီးယားမှာမြို့ပေါ်လမ်းတလားတဲ့သူဆိုတာကမရှိတဲ့လောက်ကိုရှားပြီးတော့ကိစ္စရှိမှပဲအပြင်ထွက်လေးရှိပါတယ်။ဒီလိုမျိုးလမ်းပေါ်မှာလူသွားလူလာအလွန်ရှားပါတာကြောင့်အမိုက်မရှိပဲရှင်းလင်းနေတာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့မရှိတဲ့အမိုက်တွေကိုနှိမ့်စင်လှဲနေရတဲ့လမ်းတန်ရှိရေးသမားတွေကြောင့်ပါ။ဒီဝန်ထမ်းတွေကလမ်းပေါ်ကအမိုက်တစ်မျိုးတည်းကိုပဲလှဲရပြီးတော့လမ်းပေါ်ကိုတန်ရှင်းအောင်အဓိကတောင်းရင်ယူရပါတယ်။အမိုက်ရှိရှိမရှိရှိဒီလူတွေရဲ့နှိမ့်စင်တောင်းရင်ကတော့လမ်းပေါ်မှာတန်ရှင်းရေးလုပ်နေဖို့ပဲဖြစ်ပါတယ်။ အကြံဘာပရက်ရှာမှမရှိတဲ့ပေါ့ပါပါအလုပ်ကလေးတစ်ခုလိုချင်နေဆိုရင်တော့မြောက်ကိုရီးရိုးစီကိုသာလာခဲ့ဖို့အကြံပေးချင်ပါ။ Okay ။နံပါတ်၄၆တုံးတန်ရှင်ကြီး။မြောက်ကိုရီးယားနိုင်ငံကတကားပိတ်နိုင်ငံတစ်ခုဆိုပေမဲ့ကဘာလက်ခီးသွားတွေကတော့သူ့အနေနဲ့သူလဲပတ်နေတာဖြစ်ပါတယ်။တနည်းကိုခီးသွားဧည့်သည်ပေါင်း၄၀၀ကျော်လောက်တော့ရှိတတ်ပေမဲ့ဒီပမာဏကညီမနိုင်ငံနဲ့ရှင်လိုက်ရင်တော့မှတော်တော်လေးနည်းနေသေးတာဖြစ်ပါတယ်။ဒါကြောင့်မြောက်ကိုရီးတို့ကလည်းမရှိမရှိမဲ့ခီးသွားတွေအပေါ်မှာအလုံးမအဝတ်ကြေကျင်ကြပြီးတော့နိုင်ငံရဲ့အမွေအနှစ်တွေကိုတော့တိတ်ချပြသဖို့စီစဉ်ထားပါတယ်။ ဘလောက်တော့အေဝေးကျေတယ်လဲဆိုရင်လမ်းဘေးရကြောက်တုံးတွေကအစားပြောင်းလက်နေအောင်တိုက်ပေးထားတာပါခီးသွွားများစုလဲပတ်လေးရှိတယ်စစ်သမိုင်းပြတဲ့အနီးမှာဆိုရင်အရာအားလုံးတန်ရှင်းတက်ရနေပြီးတော့လမ်းဘေးရကြောက်တုံးတွေကအစားကိုထက်ပူပြီးအယောင်ထွက်နေတာဖြစ်ပါတယ်ဒီလိုမျိုးကြောက်တုံးတွေကိုပြောင်းလက်နေဖို့အတွက်အချိန်ပိုင်းလူသမားတွေကိုပါနေစားခပေးပြီးငှားရမ်းထားတာဖြစ်ပါတယ်ဒါကြောင့်အင်အားမေအတန်းကြိုက်တယ်ဆိုတာလောက်ကတော့မြောက်ကိုကြီးတို့တမနာရေမချိုးထားတဲ့လောက်ပဲရှိပါနံပါတ်5ဘုတ်ခိုတာ တို့တက်ပြီးသားနိုင်ငံတွေမှာတော့လှပတဲ့ရုပ်ပုံတွေကိုပုံဖော်ဖို့အတွက် LED တွေ drone တွေကိုပဲအသုံးပြုကြပါတယ်။ဒါပေမဲ့မြောက်ကိုကြီးတို့စီမှာတော့အဲ့ဒီလူဟာတွေမသုံးပါဘူး။တခုခုပုံဖော်တော့မယ်ဆိုရင်လူတွေအများကြီးနဲ့ကတုအများကြီးတွေကင်ပြီးတော့မြမလိုပဲပုံဖော်ကြတာဖြစ်ပါတယ်။ဒီအလုပ်ကရှေ့ရအလုပ်တွေနဲ့ရှင်းလိုက်ရင်တော့တိတ်မချောင်ဘူးလို့ပြောလို့ရပါတယ်။တခုခုလွဲသွားတာနဲ့အခုလိုပုံမျိုးကြီးတွေဖြစ်သွားနိုင်လို့သတိကြီးကြီးထားမယ်အလုပ်မျိုးဖြစ်ပါတယ်။အဆုံးလေးကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။